ယ်ပေါ့ဒါနဲ့ဘာသာမဲ့ဆိုတာဘာခေါ်တာတော့မေးကြည့်တော့ဘာသာမဲ့ဆိုတာတို့အမှတ်ပုံတင်လို့လို့ပေါ့ကအိမ်တော်စုဇေယျတို့လို့ပေါ့နော်အလို့အကန်ရှောက်တဲ့အခါမှာဟိုဇေယျကွယ်လေးတွေဖြည့်တဲ့အခါမှာအဲ့ဒီမှာကိုယ်ကွယ်ဒီဘာသာဆိုတဲ့အကွက်ကလေးပါတယ်လေအဲ့တော့ငါတို့ကဗုဒ္ဓဘာသာလို့ဖြည့်လိုက်တာပေါ့နော်သူတို့ကြတော့အဲ့ဒီဘာဘာသားရဲ့လို့အမည်မခံနိုင်ကြဘူးသူတို့ကနော်ဘုရားဘာသာလို့လည်းအမည်မခံနိုင်ဘူးခရစ်ယာန်လို့လည်းအမည်မခံနိုင်ဘူးအစ္စလာမ်လို့လည်းအမည်မခံနိုင်တဲ့ခါကျတော့ဘာဘာကွက်မှမဖြစ်ဘဲနဲ့ထားလိုက်တာအဲ့ဒီနေရာအဲ့ဒါဘာသာမဲ့ပေါ့နော်အဲ့ဒီကနေပြီးတော့ တခါငါဦးစင်းတပါဘုန်းကြီးတပါပေါ့နော်သူကအဲ့ဒီနိုင်ငံကြားနိုင်ငံတကာတွေရှောက်လှည့်ပြီးတော့သူ့အတွေ့အကြုံတွေသူပြောပြတာပေါ့နော်သူပြောပြတာကတော့အဲ့ဒီဥရောပမြောက်ပိုင်းနိုင်ငံလေးတွေသူရောက်သွားတယ်တဲ့သူပြောတာတော့ဆွီဒင်တို့နော်ဝေးတို့ဆွစ်ဇာလန်တို့ယောက်အိုင်ယာလန်တို့ဖင်လန်တို့ဆိုတဲ့အဲ့ဒီနိုင်ငံတွေပေါ့နော်နိုင်ငံငယ်လေးတွေပါပဲဖွန်လဲဖွန်ဖြိုးပြီးနိုင်ငံလေးတွေသူတို့ကအဲ့ဒီနိုင်ငံလေးတွေမှာဆိုရင်တဲ့ဘာသာမဲက80ရာခိုင်နှုန်းတော့ကျော်တယ်တဲ့ 85ရာခိုင်နှုန်းလောက်ရှိတယ်ဘာသာမဲ့လူဦးရေเนาะတိုင်းပြည်လူဦးရေဘာသာမဲ့တွေရှိတယ်ဒါပေမဲ့လို့တဲ့အဲ့ဒီနိုင်ငံလေးတွေကစီးပွားရေးလည်းကောင်းတယ်စီးပွားရေးကောင်းတဲ့အတွက်စာမတတ်တဲ့သူလည်းမရှိဘူးအကုန်လုံးစာတတ်တဲ့ပညာတတ်တဲ့ကြီးရှိတယ်မှုမှုကင်းနေတယ်ရာဇဝတ်မှုကင်းเนาะရာဇဝတ်မှုကင်းအနည်းပါးဆုံးနိုင်ငံလေးတွေเนาะပြီးတော့အလှူအတန်းအများဆုံးကဘာမှာเนาะ သူကနိုင်ငံလေးတွေကစီးပွားဖြစ်တဲ့ခါကျတော့ဆင်းရဲတဲ့နိုင်ငံလေးတွေကိုလိုက်လှူကြတာသူတို့ကဟိုငါတို့လိုနာမည်မခံဘူးနာမည်မခံမဲနဲ့လှူတာဖြစ်တဲ့အတွက်မသိရဘူးစီးရင်ကောက်ကြည့်မှသိတာကမ္ဘာမှာအလှူအတန်းအများဆုံးထဲမှာအဲ့ဒီနိုင်ငံအဲ့ဒီဆွီဒင်တို့ဆိုတဲ့နိုင်ငံလေးတွေပါတယ်အလှူတန်းတော့ဒီအမေရိကန်လိုတဲ့တော့မှသူကများတယ်သူတို့နိုင်ငံရဲ့အချိုးနဲ့ကိုက်မယ်ဆိုရင်တော့အများကြီးအလှူတန်းနဲ့လုပ်တယ်မှုကင်းလည်းပဲရစပွဲမှုကင်းကလည်းပဲမရှိသလောက်ကိုရှားတယ်တို့စီမှာနော်အဲ့လိုရှိအောင်ရှားတယ်အဲ့ဒါလေးတွေသိရတယ် အခုတရုတ်ပြည်သွားတော့လည်းပဲအဲ့ဒီတိုင်းတရုတ်ပြည်မှာလည်းမှုကင်းနေရှစ်နေတယ်မှုကင်းအဖြစ်နေတယ်စီကံတိန်တိန်ကိုကောင်းတယ်ပြီးတော့မြို့တွေကြည့်ရင်လည်းပဲတန်ရှင်းတာယာပြီးတော့လှပနေတာများတယ်ဟိုညတိညပတ်သိမ့်မတွေ့ရအောင်အဲ့တော့စဉ်းစားကြည့်ရမှာပေါ့ဘာသာမဲ့ဟာကြောက်စရာအရာလားလို့စဉ်းစားရမှာပေါ့နော်ဘာသာမဲ့တွေများလာရင်ကြောက်ရမှာလားဆိုတော့သူတို့ကိုကြည့်လိုက်တဲ့အခါကျတော့သူကသားတယ်ကြောက်ရမယ့်အရာမဟုတ်ဘူးနော် ဲ့ဒါနဲ့ငါကပြောတာပေါ့နော်ဘာသာမဲ့တာကကြောက်เสียမလို့ဘူးလို့ဓမ္မမဲ့တာလည်းကြောက်เสียကောင်းတယ်နော်ဘာသာမဲ့နဲ့ဓမ္မမဲ့တာသူတို့ကဘာသာတင်မဲ့တာဓမ္မမမဲ့ဘူးနော်ဓမ္မမမဲ့ဘူးဓမ္မဆိုတာလူတယောက်လိုက်နာရမယ်ကျင့်ဝတ်စီမင်းစည်းကမ်းတွေကိုဓမ္မလို့ခေါ်တာလေနော်ဓမ္မပဲဟိုဒုစာပြီးမဒုစီရိုက်ဒုသူစီရိုက်လို့ဆိုတာတွေကဟိုပါဠိလိုပြောနေတဲ့ဥစာကြီးကိုဒုစီရိုက်ဆိုတာမကောင်းတဲ့ဟာတွေကိုပြောတာလေဒုစီရိုက်ဆိုတာကောင်းတာတွေပြောတာလေအဲမကောင်းတဲ့ဟာကဒါမကောင်းတဲ့ ဓမ္မဘာကောင်းတာကကောင်းတဲ့ဓမ္မဘာမကောင်းတဲ့ဓမ္မမလုံနဲ့ဘာကောင်းတဲ့ဓမ္မလုံလို့ရှိရင်ဒါဓမ္မရှိတာပေါ့ဟုတ်ဓမ္မပဲလေအဲ့တော့သူတို့ဘာသာမဲ့ပြီးမယ်လို့ရာဇဝတ်မှုကင်းတွေနေတယ်ငွေကြေးဖောင်းပွားမှုလည်းပဲမရှိဘူးစီးပွားလည်းပဲဖြစ်တယ်လူတွေအားလုံးကလည်းပဲစာရဗေဒပညာရတ်တွေကများတယ်ဆိုတော့ဒါကြည့်လိုက်လို့ရှိရင်သူတို့ကဓမ္မမမဲ့ဘူးဟိုဘာသာမဲ့တာဓမ္မမမဲ့တော့ဓမ္မမမဲ့လို့အဲ့ဒါဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950 ဇတ်တော်တွေထဲမှာဓမ္မပါဠိဆိုရဲဇတ်တခုရှိတယ်အဲ့ဒီဓမ္မပါဠိဇတ်ဟာဒါတဘာသာမဲ့ပဲဒါပေမဲ့ဓမ္မမမဲ့သူကဖြစ်ပုံကဒီလိုလေဓမ္မပါဠိရွာကြီးကငင်းငယ်ရွရွနဲ့တည်တဲ့သူရယ်လို့မရှိဘူးတဲ့နော်ကြီးမှပဲအိုးတည်တဲ့သူပဲရှိတယ်နော်ယောဂဖြစ်ပြီးတော့တည်တာလည်းမရှိဘူးတဲ့အယောက်နဲ့တယောက်တတ်လို့ဖြားလို့တည်တာလည်းမရှိဘူးလူငယ်ငယ်လေးတွေဘယ်တော့မှမတည်ဘူးတဲ့အဲ့ဒီရွာကကလေးတယောက်ကတက္ကသိုလ်ပြည်ကိုသွားပြီးတော့စားတင်တာ စာသင်ရင်းနဲ့ဟိုမှာအဲ့ဒီတက္ကသိုလ်ပြီမှာသူနဲ့စာသင်ဘက်တငယ်တငယ်ချင်းတွေပေါ့ဒီကျောင်းတွေဘက်တွေတဲ့ကကျောင်းသားတယောက်ကဆုံးတာဆုံးတော့သူအားအသင့်နေတာလေဟာဘာလို့တေးတာတော့ဟာဒီရွယ်မတေးရဘူးလေဘာလို့တေးရတာတော့ဒီရွယ်လေးနဲ့တေးတယ်ဆိုတော့ဘေးကကျောင်းသားတွေကဘာဖြစ်တော့ဘယ်ရွယ်ဖြစ်သေးတာပေါ့မင်းကထူးဆန်းလို့လို့ဘာညာတယ်ဘေးကပြောကြတာပေါ့သူ့ကိုအာမဟုတ်ဘူးဒါမတေးရဘူးသူအတင်းကြီးနေတာလေအတင်းကြီးနေတဲ့ခါကျတော့အဲ့ဒီဒိတာပါမောကဆရာကြီးကသတိထားမိတယ်ဒီကလေးဟာဒီလောက် ဟိုအကြောက်အကန့်ညင်းနေတာကိုထောက်ရင်တော့ तू ငငယ်ရွယ်ရွယ်နဲ့သေးတာကို तू မမြင်ဘူးသေးဘူးခုမှမြင်ဘူးလို့ तू အထူးဆန်းဖြစ်နေတာအဲ့တော့ငါစုံစမ်းကြည့်မယ်ဆိုပြီးတော့စုံစမ်းကြည့်လိုက်ခါကျတော့ကလေးကိုခေါ်မိတာပေါ့မင်းမင်းတို့ရွာမှာကိုအဲ့ဒီလိုသေးတာမရှိဘူးလားဆိုတော့မရှိဘူးကြားတော့မကြားဘူးလားမကြားဘူးဒီလိုငငယ်ရွယ်ရွယ်နဲ့ကြားလည်းမကြားဘူးလို့ပြောတယ်ဒါနဲ့အဲ့ဒီကလေးပြောပုံပြောနေရလဲပဲဒါမှန်မှန်ကန်ကန်ပြောတဲ့ပုံပေါက်တော့မယုံတာနဲ့ဆရာကြီးက तू မသိအောင်တိတ်တိတ်လေး तू ရွာဘက်ကိုထွက်လာပြီးတော့စုံစမ်းကြည့်တာစုံစမ်းပုံလေးကဘယ်လိုစုံစမ်းတာလို့ဆိုတော့ ဲ့ဒီကလေးရဲ့မိဘတွေအိမ်ကိုမေးပြီးတော့သူကသွားတာသွားတော့ရအတွေ့တာပြီးတော့ခမရတို့အဲ့ဒီနာမည်နဲ့အဲ့ဒီကလေးနဲ့တကယ်တော့ဒီမှာစာတင်ပို့ထားတာရှိသလားခမရတို့သာရှိတယ်အဲဗျာအဲ့ဒီလိုဆိုလို့ရှိရင်ကျော်ကခမရတို့လာပြီးတော့အကြောင်းကြားတာပါအဲ့ဒီတကယ်တော့လာတာပါတခြားတော့မဟုတ်ပါဘူးခင်ဗျားတို့ကလေးလေးဟိုမှာယောဂဖြစ်ပြီးတော့ဆုံးသွားလို့လာပြောတာပါဆိုပြီးတော့တတိဟိုဆရာကြီးကလိန်ပြောတာဟိုကလူတွေကဝိုင်းကြီးကြတာတဲ့အဲ့လိုပြောတော့သူတို့သားလေးဆုံးလဲဆိုတော့ဘယ်လိုလုပ်သေးရပါတော့ဒီအိမ်ကမသေးဘူးမသေးဘူးမဟုတ်ဘူးဆုံးတာအားမယုံဘူးခင်ဗျားပြောလည်းမယုံဘူး တရွာလုံးကမယုံဘူးသူပြောတဲ့စကားကိုဒီကလေးလေးချုံးတယ်လို့ပြောတာဒါကနဲ့သူကလမ်းကနေပြီးတော့အယိုးလေးပေါ့ဒိဋ္ဌာအယိုးလေးကိုကောက်သွားတာဒီမဲ့ခင်ဗျားတို့သားအယိုးလေးကျုံးတော့ယူလာခဲ့သေးတယ်လို့ပြောတာအခင်ဗျားအများဘာပြပြမယုံဘူးတရွာလုံးကလက်မခံဘူးလက်မခံတာနဲ့လိုက်ဆုံလာတဲ့ကတည်းကဟုတ်တယ်ရွာတွေကတရွာလုံးကဘယ်သူမှငငယ်ရွယ်ရွယ်နဲ့သေးတယ်ဆိုတာသူတို့ရွာမှာမရှိတဲ့ခါကျတော့မယုံဘူးဒါနဲ့သူကမေးတာပေါ့ခင်ဗျားတို့ရွာဘာလို့ဒီလိုငယ်ရွယ်နဲ့တည်တဲ့သူမရှိတာလို့မေးတဲ့အခါကျတော့မတို့ရွာကလူတွေကအဲ့ဒီလို ဟုတ်လားသူများအသက်တတာဒီလည်းမလုပ်ဘူးသူများဥစ္စာခိုးတာဆိုတာလည်းမလုပ်ဘူးသူများသမီးရဲ့ဖြစ်စီနေဆိုတာလည်းမလုပ်ဘူးတယောက်တစ်ယောက်လိန်ညာပြောတာလည်းမလုပ်ဘူးတယောက်တစ်ယောက်နိုင်တယ်ကြီးငယ်ဟုတ်လားနှိမ့်ဆက်ညှိမ့်နေဆိုတာလည်းငါတို့ဒီမှာမရှိဘူးအရက်မူရတိစားပေါက်စားတယ်ဆိုတာလည်းမရှိဘူးလောင်းစားလည်းမရှိဘူးလို့သူကပြောပြပြောပြတော့မှအဲ့ဒါဆရာကြီးကစဉ်းစားလာဒါဆိုရင်တော့ဟုတ်နိုင်တော့တယ်ဒီရွာဟိုတရားရှိတဲ့ရွာတရားဆောင်တဲ့ရွာပဲတရားဆောင်တဲ့အတွက်တရားကသူတို့ကိုပြန်ဆောင်ပြီးတော့ သူတို့ဟာငငယ်ရွယ်ရွယ်နဲ့သိတဲ့သူမရှိဖြစ်တာပဲလို့ဆရာကြီးတဲ့သူဆရာကြီးကကောက်ချက်ချတယ်ဒီဒီဇာလန်လေးဒါလားဒါ950တဲ့မှာလာတဲ့ဇာလန်ပေါ့နော်အဲ့ဒီဇာလန်လေးကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီအချိန်ကဒါဘုရားမရှိဘူးနော်ဘုရားလောင်းဘဝကဖြစ်ပြခဲ့တယ်ကိုပြန်ပြောပြတာကိုနော်ဘုရားမရှိသေးတဲ့အတွက်ဒါသူဘာသာတိတိယွာကသူတို့တရားဆောင်နေဆိုတာဘာသာရေးရာဆောင်တာမဟုတ်ဘူးသူတို့ရဲ့ကျင့်ဝတ်ဓလေ့ထုံးစံအရာရှေ့ရှေ့ဘဝတွေကနေပြီးတော့ချပေးခဲ့တဲ့လမ်းစဉ်ရှိတယ်ရှိတဲ့ကလေးနောက်လူတွေကနေအဲ့ဒီလမ်းစဉ်အတိုင်းလာပြီးတော့ ဟိုလာသူများတဲ့တာချင်းလည်းမလို့သူများဥစ္စာခိုးချင်းလည်းမလို့လိညာချင်းလည်းမလို့တည်ရည်တည်ရည်လည်းမတော့တရားတော်တရားညှိမနေစတဲ့ဆိုတာလည်းမလို့တဲ့အခါကျတော့တရားကပြန်ဆောင်နေတယ်သူတို့ဟာအသက်ရှိပြီးတော့ ODT အောင်နေရတယ်ဇက်ကအဲ့ဒီလိုလေးပြအဲ့တော့ပြတော့အဲ့ဒါစီကိုကြည့်ပြီးတော့မှဩဘာသာမဲ့တာကဟိုကြောက်စရာမလို့ဓမ္မမဲ့လာတာကြောက်စရာဓမ္မမဲ့ရင်တော့လူတွေဆင်းရဲဒုက္ခရောက်မယ်ပေါ့ဓမ္မမမဲ့ဘူးဆိုရင်လူတွေချမ်းသာတယ်ဆိုတာ ဒီဓမ္မဘာလာဇတ်ကလည်းပဲပြရတယ်နော်တော့950ဇတ်မှာလေဓမ္မဘာလာဇတ်ကလည်းပြရတယ်အခုလက်တွေ့အပြင်ခုနကပြောတဲ့ဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေကလည်းပဲပြရတယ်သူတို့ဘာသာမဲ့ရ90ရာခိုင်နှုန်းရှိတယ်တဲ့ဒါပဲမဲ့လို့ရာဇဝတ်မှုနေပါတယ်တဲ့ငွေကြေးဖောင်းပွားမှုလည်းနေပါတယ်ပညာတတ်လည်းပဲများတယ်စာမတက်တဲ့သူမရှိသလောက်ပဲတဲ့နော်ငွေကြေးကလည်းပဲခိုင်ပါတယ်စီးပွားလည်းဖြစ်တယ်ဆိုတော့ရာဇဝတ်မှုလည်းနေပါတယ်တဲ့အလူအတန်းလည်းရရောတယ်ဆိုတော့ဒါကိုကြည့်လို့ရှိရင် ဘာသာမဲ့တာကကြောက်စရာမလိုဘူးဓမ္မမဲ့တာဓမ္မမဲ့မှလူတွေဆင်းရဲဒုက္ခရောက်တာဘာသာမဲ့ယုံနေဆင်းရဲဒုက္ခမရောက်ဘူးဆိုတော့တက်တည်ခိုင်လာခိုင်လုံနေနော်ခိုင်လုံနေဘာသာမဲ့ယုံနေကတော့ငါတို့တိုင်းပြည်လည်းပဲဘာလို့မှမကြနိုင်ဘူးဆင်းရဲဒုက္ခလည်းမရောက်နိုင်ဘူးဟုတ်တယ်မလားဓမ္မမဲ့ရင်တော့တိုင်းပြည်လည်းဒုက္ခရောက်မှာပဲလူတွေလည်းဆင်းရဲဒုက္ခရောက်မှာပဲအဲ့ဒီမှာလည်းကြည့်ပြီးတော့အဲ့ဒီကိုကငါဖတ်တဲ့ဆောင်းပါးပေါ့စာအုပ်ထဲမှာတော့သူကဘလို့ရေးထားလို့ဆိုတော့ဘာသာထုံးဘာသာမဲ့တဲ့နိုင်ငံတွေမှာတဲ့အဆုံးရောက်ဆိုတာမရှိဘူး ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာပဲအဆုံးရောက်ရှိတယ်တဲ့။ဒါတော့အဲ့လိုရှိတာ။ဟိုနေကုန်းချုပ်တော့အဲ့လိုချုပ်တာ။ဟုတ်တယ်နော်။